လျင်ဘေးသင့်ပြည်သူတွေကိုဘယ်သူမှမစင်စားမိတဲ့နီလာနဲ့သုံးလစာကုညီပေးလိုက်တာကြောင့်ချစ်ချွတ်ခံရတဲ့ခွေးနေထွနိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချွတ်ချလိုက်ပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးသင့်ပြည်သူတွေကိုလူတန်းဖို့အတွက်အလုံးငွေအများဆုံးလက်ခံရရှိသူကတော့ခိုင်နှင်းဝေဖြစ်ပြီးသိန်းပေါင်း9000ကျော်ရရှိသွားခဲ့တဲ့သူပေါင်းဒါပေမဲ့ခိုင်နှင်းဝေကငလျင်ဘေးသင့်ပြည်သူတွေကိုလူတန်းတဲ့နေရာမှာစနစ်မကျတာကြောင့်ဝေဖန်မှုတွေရရှိခဲ့ပါတယ်တကယ်ခက်ခဲနေသူတွေလည်းမရလိုက်သလိုအိမ်မပြိုဘဲငွေရလိုက်တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာတာပေါ့ ပရိုက်တာမေမေခိုင်ဆိုပြီးတော့အလုံးကလေးစားနေကြတဲ့အချိန်မှာပဲဂွိနေထွနိုင်ကဒိုမမစင်စားမိတဲ့နီလာနဲ့ငလင်ဘေးတင်ပြည်သူတွေကိုကူညီလိုက်ပါတယ်။ဂွိနေထွနိုင်နဲ့စင်ကာပူရောက်ခနေသားသမီးတွေရဲ့စုပေါင်းလှူဒန်းမှုတွေကြောင့်ကျောက်ဆယ်ကငလင်ဘေးတင်ပြည်သူအယောက်250ကို3လကျောင်းနေဖို့စားဖို့မပူပင်ရတော့ပါဘူး။ ကျောက်ဆယ်မြို့နယ်ကငလျင်ဘေးသင်းပြည်သူအယောက်250အထက်ကွင်းနေထူနိုင်တဲ့လူရှင်တွေကယာယီမောကတဲလေးတွေကိုစီစဉ်ပေးလိုက်ပါပြီ။ကျောက်ဆယ်မြို့ဝေဘူးတောင်မှာယာယီကွန်းခိုရဆိုပြီးတော့မောကတဲရင်လေးတွေကိုစောက်ပေးထားပါ။အဲ့ဒီတဲမှာငလျင်ဘေးသင်းပြည်နေရင်တကယ်ဆုံးရှုံးသွားတဲ့ပြည်သူတွေက၃လကျောင်းနေထိုင်နေမှာဖြစ်ပြီး၃လကျောင်းကွင်းနေထူနိုင်တော့ကတာဝန်ယူလိုက်ပါတယ်။ ညလျင်ဘဲကြောင့်ဖြစ်စည်းသွားတဲ့အင်ထွေထဲမှာတိုက်ရင်ကြီးတွေလည်းပဝင်သလိုအခြေခံလူတန်းစားတွေရဲ့အင်ထွေလည်းပဝင်ပါတယ်။အချင်းချာချာစုဆောင်းလာခဲ့တဲ့အင်လေးတွေပြိုကျသွားခဲ့တာကြောင့်နေစရာမရှိကြပါဘူး။ ကွင်းနေထွန်းနိုင်ကလူငွေတွေကိုဝေပေးလိုက်ရင်ရပေမဲ့လည်းတော့အတွက်၃လလုံးမပူပင်ရအောင်စီစဉ်ပေးလိုက်တာပေါ့ဝေဘူးတောင်ကမြေကွက်လက်နေရာတစ်ခုမှာကွင်းနေထွန်းနိုင်ကယာယီတဲလေးဆောက်လုပ်ပေးထားပါတယ်လူအရောက်250အတွက်စားတောက်ဖို့နဲ့အစာအုပ်တွေလည်းပတ်ဝန်းသလိုစေကမ်းပြချင်းတွေအတွက်လည်းစေကမ်းပတ်ဝန်းပါတယ်တဲလေးတွေမှာလူပနေရောက်နေလဲဆိုတာကိုသိနိုင်ဖို့အတွက်တဲတိုင်းရဲ့ရှေ့မှာအိမ်တောင်ဦးစီးရဲ့နာမည်နဲ့မိသားစုဝင်အရေးအတွက်ကိုဖော်ပြထားပါတယ်အဲဒါကြောင့်အပြင်ကလာရောက်လှူဒန်းမဲ့တွေကလည်းစည်ရင်းကိုလွယ်လွယ်ကူကူတွက်လို့ရသွားပါတယ် ။ယာယီတဲထဲမှာရှိတဲ့ပစ္စည်းတွေကိုအပြင်လုံးဝထုတ်ခွင့်မရှိအောင်လဲစီကံသတ်မှတ်ထားတာပါ။အလို့ရှင်တွေလာလို့တဲ့ပစ္စည်းတွေကိုပြန်ရောင်းတာမျိုးမဖြစ်ရလျောင်းလိုက်နိုင်ရမယ့်စီကံတွေကိုပါပြောပြထားပါတယ်။လူ250စာတန့်စင်ကန်းတွေရေချိုးကန်းတွေကိုလည်းဆောက်လို့ထားပြီးဧသည်ရီလိုင်းရင်တွေ့ဖို့အတွက်အဆောင်လေးတွေလည်းရှိပါတယ်။မိသားစုဝင်များစွာနဲ့နေရာမှာဖြစ်လို့လုံခြုံရေးကလည်းအရေးကြီးတာကိုကွိနေထွန်းနိုင်ကစဉ်းစားထားပြီးသားပါ။ကွင်းနေထူနိုင်တို့ရဲ့ယာယီတဲမှာလာရောက်နေထိုင်သူတွေကနေဘက်မှာသူတို့ရဲ့အိမ်တွေကိုတန့်ရှင်းသွားလုံနိုင်ပြီ လုံလဆအလုပ်တွေကိုလည်းပြန်လုပ်နိုင်ပါတယ်။စီကံချက်တွေကိုဖောက်ဖျက်ရင်တော့ထွက်ရမှာဖြစ်တဲ့အကြောင်းသေချာပြောပြထားတာပေါ့။မကြောက်ခင်မှာမိုးကြတော့မှာဖြစ်တဲ့အတွက်မိုးရသီမှာပါစိတ်ချရအောင်တခါတည်းစီစဉ်ပေးထားတာပေါ့။အဲဒါကြောင့်ငလျင်ဘေးသင့်ပြည်သူတွေကလာရောက်နေထိုင်ရုံသာရှိပြီးလုံလဆအလုပ်တွေကိုပြန်လုပ်နိုင်ပါသေးတယ်။မြန်မာနိုင်ငံမှာငလျင်ဘေးသင့်ပြည်သူတွေကိုလှူဒါန်းတဲ့သူတွေများစွာရှိပြီးကွင်းနေထိုင်ကြတော့ထိရောက်ဆုံးတဲ့စနစ်အကျဆုံးဖြစ်ပါတယ်။ ခုနှစ်ထွန်းနိုင်ဟာငလျင်ဘေးသိမ့်ပြည်သူတွေအတွက်ပင်မခံပြီးတော့လုတ်ပေးနေသလုံးတကယ်ထိခိုက်နေတဲ့သူတွေအတွက်လည်းအကျိုးရှိသွားစေပါတယ်အလုံငွေတွေကိုကုန်အောင်ဝေပေးတာထက်သူတို့အတွက်သုံးလစာမပူပင်ရအောင်စီစဉ်ပေးလိုက်တာကမိသားစုများစွာကိုအပူလုံးကြီးချသွားစေနိုင်တာပါ ငလျင်ဘေးသိမ့်ပြည်သူအယောက်250ကျော်ကို3လကြာနေဖို့စားဖို့တာဝန်ယူထားတဲ့ကွင်းနေထွန်းနိုင်ရဲ့ကုညီမှုကိုပြည်သက်ကြီးရောသဘောကျရဲ့လားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ